တိတ်ဆက်ခဲ့လေယာဉ်မြေတွေနဲ့ပတ်သက်ပြီးမကွေးတိုင်း25မြို့နယ်ကတောင်သူတွေနဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်အပါအဝင်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေမကွေးမြို့မှာတွေ့ဆုံခဲ့ကြပါတယ်။ဥစော်ဖေးသတင်းပေးပို့ထားတာပါရှင်။မကွေးတိုင်း25မြို့နယ်ကတင်းစည်းခံလေယာဉ်မြေများနဲ့ပတ်သက်ပြီးတောင်သူတွေဩဂတ်29ရက်နေ့မှာတွေ့ဆုံခဲ့တာပါ။ပြည်ထောင်စုမြန်မာနိုင်ငံတော်အနေနဲ့ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေချိန်မှာတောင်လူငယ်သမားအရေးကိုအဓိကနေရာကပါဝင်ဆောင်ရွက်ပေးနေတယ်လို့မကွေးတိုင်းဝန်ကြီးချုပ်ကပြောဆိုလိုက်ပါတယ်။ ီတော်စုနိုင်ငံတော်ဟာပူဇာညာရှိသည့်ဣဒိယတရားကွန်ပျူတာအောင်တရားဥပဒေဆိုးမှုအောင်ထူးခြားဆောင်ရွက်လျက်ရှိပါတယ်။ဒီလိုအနေအားမျိုးမှာနော်လေသမားယာသမားများရဲ့လေယာဉ်ပြင်မိသားစုရဲ့အကျိုးစီးပွားအဓိကနေရာနဲ့ပါပါတယ်နော်အားလုံးဒီဒီဖြစ်တဲ့အတိုင်းပဲကျွန်တော်တို့အခြားခြားသောဖွံ့ဖြိုးဖွံ့ဖြိုးတိုးတက်နေတဲ့အာရှနိုင်ငံများနေလို့မြန်မာနိုင်ငံရဲ့တော့ဘုရားသွားကန္တမှာ ော် GDP ကဏ္ဍမှာဒီမျိုးသားလုံးထုတ်ကုန်စုစုပေါင်းကဏ္ဍမှာနော်အခြားသောနိုင်ငံများဤစံမှုလက်မှုထုတ်ဝန်ထုတ်လုပ်ငန်းတွေလုပ်တဲ့အောင်ဝန်ဆောင်မှုလုပ်ငန်းတွေမြင်မာလာအောင်ကူစားမယ်ဆောင်ရွက်မယ်တဖြည်းဖြည်းနဲ့ layer ဆိုင်တွေးကဏ္ဍကိုမိကိုအားထားနေရတာကိုရှင်းချမယ်ဆိုတဲ့ဒီလိုကြေလေးရှိပါတယ်တို့တော်လည်းပဲဘလိုပင်ဒီရွယ်ချက်တွေထားရှိစေကောင်တော့ကျွန်တော်ခံမှန်းပြီးတော့ဆိုရင် နောက်10နှစ်15နှစ်ထိအောင်ပဲ လေယာဆိုင်သူရေးစီဝါရေးကဏ္ဍမှာအကြီးကကံကဏ္ဍတဲ့ပါဝင်နေမှာပါအခုတွဲဆောင်ွဲလို့ရတာဟာတင်းစီထားတဲ့လေယာမြေတွေပြန်ရဖို့အဓိကဖြစ်ပြီးတောင်သူလေသမားတို့တရားလုံးနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေယုံကြည်မှုတစ်ခုပြန်လဲတည်ဆောက်ဖို့လေအရေးကြီးကြောင်းတာဝန်ရှိသူတို့ကဆိုပါတယ်ဒီတွဲဆောင်ွဲတွဲဆောင်ဆွေးနွေးပွဲကိုပြည်တော်ရရှိရဲ့ရည်ရွယ်ချက်၃ခုရှိပါတယ်ဒါအရင်ဆုံးရည်ရွယ်ချက်ကတော့တောင်သူလေမြေပြန်ရဖို့ပါဒါဒီဒါ main aim ကို main objective ကြီးလို့ဖြစ်ပါတယ် ျွန်တော်တို့တောင်ပူနေပြည်ပြန်ရဖို့ပဲရည်ရွယ်တဲ့ဒါပွဲကြီးဖြစ်ပါတယ်အစိုးရနဲ့ဒီလွတ်တော်အမတ်တွေနဲ့ကျွန်တော်တို့ကတော့ယုံကြည်မှုတစ်ခုရှိတယ်ဆိုတော့ပြောစရာမလိုတော့ဒါနဲ့ပုံဝင်နေနေပြောရမယ်ဆိုရင်ကျွန်တော်တို့ဌာနဆိုင်ရာအရာရှိများနဲ့ပြည်သူလူထုနဲ့ဟာယုံကြည်မှုတစ်ခုပြန်ကြည့်ဆောက်ဖို့လိုနေတယ်ဆိုတော့ကျွန်တော်ပုံဝင်နေနေပြောချင်ပါတယ်မကွေးတိုင်းတွင်းမှာတောင်သူတွေသမားသမဂ္ဂတွေအားကောင်းဖို့လိုတယ်လို့အခုပွဲမှာတက်ရောက်လာတဲ့စီမံကိန်းဝင်ကြီးကလည်းအကြံပြုတိုက်တွန်းသွားပါတယ်ဒီတောင်သူတွေသမားသမဂ္ဂတွေဟာ တောင်သူဗေဒမားတွေအကျိုးထိတိရရောဆောင်ရွက်နိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ဒီတောင်သူဗေဒမားတာဝန်ခါတွေခိုင်ခိုင်မာမာရှိမှတောင်သူဗေဒမားတွေဇေဒိန်ခံရတာမျိုးမဖြစ်မှာဖြစ်ပါတယ်။ဇေတောင်သူဗေဒမားတွေရဲ့ထွက်လာတဲ့ပြီးနံတွေဘက်ဈေးွက်တွေတည်ငြိမ်ဖို့ဟာတောင်သူဗေဒမားတာဝန်ခါတွေအားရှိပြီးတော့အပြည့်အဝရှိတယ်လို့လိုရတယ်လို့ကျွန်တော်အနေနဲ့အကြံပေးပြောကြားချင်ပါတယ်ခင်ဗျာ။ တင်းစည်းကံရာမြေတွေနဲ့ပတ်သက်ပြီးတောင်သူတွေတွေ့ဆုံပွဲကိုဩဂလ28ရက်နေ့အထိနှစ်ရက်ကြာကျင်းပသွားမှာလည်းဖြစ်ပါရယ်ခင်ဗျာကျွန်တော်ဇော်ဖေပါ